ပေါ်တူဂီလူမျိုးနီးပြအာမိုရီယာယူနိုက်တက်အသင်းမှာသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးထင်ကျေးသတင်းတွေအများပြထွက်ပေါ်နေပေမယ့်အသင်းဘူးတဲ့ပိုင်ရှင်စာဂျင်ရက်ကလီရဲ့ထောက်ခံမှုကိုရရှိထားဆဲဖြစ်ပါတယ်ယူနိုက်တက်အသင်းဟာကာရာဘောင်းဖလားပြိုင်ပွဲကနေထွက်ခွာထားသလိုဘရန်ဖို့အသင်းကို၃ဂိုးတကိုးနဲ့အရေးနေပြီးနောက်ဒီအာဒီပရီးမီးယားလိပွဲစဉ်၆ပွဲကစားပြီးမှ၃ပွဲရှုံးနိုင်ထားတာပါအာမိုရီယာလက်ရက်အသင်းကိုကင်တွယ်ထားတဲ့ပရီးမီးယားလိ33ပွဲမှာ34မှတ်သာရယူပေးထားနိုင်ပြီးအသင်းရဲ့အဆိုးရွားဆုံးနီးပြစီးရင်တဲ့ကိုရောက်ရှိနေပါတယ် ။လွဲတဲ့အတင်ဟာအာမိုရီရဲ့နေရာမှာအစားထိုးဖို့နီးပြတဲ့စီရင်ပြုစုထားတယ်လို့ဘရန်ဖို့အတင်ကိုအရေးနေပြီးနောက်သတင်းထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ရွေးရတဲ့ပူတွဲပါရှင်စာချင်းရက်ကလစ်ကနီးပြအာမိုရီကိုထောက်ခံမှုပေးထားပြီးယာတီအပြည့်အကင်တွေပြီးမှသာအကဲဖြတ်တာကမျှတတယ်လို့ယူဆထားတာပါ။ရတဲ့တဲ့ရင်းမြစ်တွေကလည်းကလတ်တင်းဟာနိဗျအာမိုရီရဲ့နေရာမှာအစားထိုးကိုနိဗျအသည့်စီရင်ပြုစုထားခြင်းမရှိဘူးလို့ပြောထားပါဗျ။အာမိုရီကတော့သူဟာသူ့ရဲ့အလုံးနဲ့ပတ်သက်ပြီးစိုးရိမ်မှုရှိတယ်လို့ဒီမှာရှိနေချိန်တွင်အကောင်းဆုံးလုံဆောင်သွားမယ်လို့ပြောထားတာပါ။ ယူနိုက်တက်ဒ်ရဲ့နောက်ခံလူဒီလကရန်ဖို့အတင်းတဲ့ပွဲစဉ်မှာအတင်းရဲ့စွမ်းဆောင်ရည်ဟာလုံလောက်မှုမရှိခဲ့ကြောင်းနဲ့နီးပြအာမိုရင်တူတဲ့ပေါ်အပြစ်ပုံချတာများတားမှုမရှိဘူးလို့ပြောခဲ့ပါဗျ။ယူနိုက်တက်အသင်းဟာပရီးမီးယားလိပွဲစဉ်6ပွဲကစားပြီးမှအဆင့်14နေရာရပ်တည်နေပြီ။လာမယ့်ပွဲစဉ်အဖြစ်ဆန်ဒါလန်အသင်းနဲ့ရှင်ပြိုင်ရမှာပါ။ယူနိုက်တက်အသင်းအနေနဲ့ဆန်ဒါလန်အသင်းရဲ့ပွဲစဉ်မှာသာရလဒ်မကောင်းခဲ့ရင်နီးပြအာမိုရင်ရဲ့အနာဂတ်ဟာပိုပြီးလှုပ်ခတ်လာနိုင်တယ်လို့ဘောလုံးပဲဝေဖန်သုံးသပ်သူတွေကမက်ချ်ပြုထားတာဖြစ်ပါတယ်။